အားလုံးပဲမင်္ဂလာပါလေ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်အာ coffee review တွေပဲပေးနေရယ် link ကဘဲဆိုင်တွေကိုအမြဲဆုံးအမြဲတမ်းသွားလဲဆိုတာကိုသိချင်ကြမှာပေါ့နော်အဲ့တော့ link အမြဲတမ်းသွားရယ်ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်တည်းမိတ်ဆက်ပေးပါမယ်အဲ့ဒီဆိုင်ကိုလေ link ကတစ်ဘက်မှာ9ရက်ရှိရင်9ရက်လောက်ကတော့သွားပါရယ်အဲ့ဒါရုံးဖွင့်တဲ့ရက်တိုင်းကိုသွားလေးရှိရပါ ီးတော့အိတ်ဆိုင်ကသွားလည်းနှစ်နှစ်ကျော်လာပါပြီအိတ်ဆိုင်လေးကဘယ်ဆိုင်လေးလဲဆိုလို့ရှိရင်တော့ Kingset Amos Coffee Club ဖြစ်ပါတယ်အဲ coffee club ကပေါ့နော်တော့ cozy vibe ရှိရယ်ပြီးလို့ရှိရင်ဗမန်ဂျီခန်းလေးနဲ့စားစင်ထားတယ်တမဲဆိုလို့ရှိရင်နေရာတော်တော်များများကမန်ဂျီပုံစံမျိုးလေးထုတ်ထားရတဲ့အတွက်နင်တို့အပြင်ဘက်ကရှုခင်းလေးကိုလည်းအာ see through မြင်ရတယ်ပေါ့နော်အဲ့တော့တဘာဝရဲ့ဆက်အလားတရားကိုလည်းခံစားရရယ်ပြီးလို့ရှိရင်လည်း private ခန်းလေးကိုလည်းကြည့်လိုက်လို့ရှိရင်လည်းမန်ဂျီခန်းလေးနဲ့အလားစင်ထားတာကိုတွေ့ရပါတယ် အာ private room ကတော့၃ခန်းတော့ရှိရယ်။နေရတော့များသောအဖြစ်မိတိုင်းပြည့်စုံတဲ့အချိန်မျိုးဆိုလို့ရှိရင်တော့ private room ကိုသွားလို့ရရှိပါတယ်။နေ private room ထဲမှာဆိုလို့ရှိရင်တော့ orange room ကတော့အရင်ရဲ့ favorite အကြိမ်ဆုံးခန်းလေးဖြစ်ပါတယ်။အာဒါပေမဲ့အဲ့ဒီ private room เนี่ยကြာတော့လင်းတီးတလောက်တော့ပေါ့เนาะရုံတွင်ကလူတွေအတွက်ပဲအလောင်းလောက်ထားတာကိုတော့တွေ့ရတယ်ပေါ့เนาะအဲ့တော့ အဲဒီအဲ့အခန်းကိုရုံးနေရလူတွေတုံးချင်နေဆိုရင်နောက်မှသာ booking လုပ်ရတယ်လို့တော့သိရပါတယ်။အာ M K visa MS coffee class ဆိုတော့တော်တော်များများကရုံးကလူတွေပဲလာလို့ရတာလားလို့အာအတွေ့အကြုံတွေလည်းရှိတတ်ပါတယ်။ဒီဒီဆိုင်ရအပြင်လူတွေလည်းလာလို့ရပါတယ်။ပြီးလို့ရှိရင်ကစားလို့ရတဲ့ပုံတွေရှိရပြောမယ်ဆိုရင်မြားပြစ်တာလို့ဘာလို့တွေလည်းရှိရယ်။အာနောက်ဒီ follow တပင်းတင်းနဲ့တတင်း follow ကစားလို့ရတဲ့အာပုံတွေရှိရထားလို့ဘယ်လိုခေါ်လဲတော့မသိဘူးပဲပေါ့နော်။ အဲအဲ့လိုမျိုးကြီးစားလို့ရတာရှိတယ်။ activity ပေါ့နော်ပြောမှဆိုလို့ရှိရင် relax ဆိုတဲ့ပုံစံလေးကိုရစေတဲ့ coffee club လေးဖြစ်ပါတယ်။အော်အခုဒင်းကဒါအပြင်စင်လေး spice နေကုန်ပြောပြီးသားပြီဆိုတော့ဒင်း coffee ကြောင်းလေးပြောရအောင်။ဘာဖြစ်လဲဆိုလို့ရှိရင် coffee club ကို coffee ကြောင်းမပြောလို့တော့ပဲဖြစ်ပါမယ်။အဲ့တော့အာ coffee juice တွေရှိရယ် coffee juice တွေရဲ့ဈေးနှုန်းက9000တောင်မပြည့်ပါဘူး။ ီးတော့တော်တော်လေးတောက်လို့ကောင်းပါတယ်။နင်းအများရန်သွားရဆိုတဲ့ကသူ့ရဲ့ coffee taste ကကောင်းလို့အများရန်သွားရဆိုတော့သဘောပေါက်တယ်မိလို့ထင်ပါတယ်။အာနင်းဒီဆိုင်မှာဆိုလို့ကြိုက်ဆုံး coffee ကိုပြောမယ်ဆိုလို့ရှိရင် cappuccino တော်တော်ကြိုက်ပါတယ်။ရတာကလုံးကခါစိတ်နဲ့တော်တော်ကြိုက်တယ်။အာပြီးလို့ရှိရင် passion ဆိုတဲ့အမှုအမော်တအားပြေးပါတယ်။ အောက်လူကောင်းနေတယ်မှာပါတယ်။ဒီ blueberry ပဲပဲအကြိုက်ဆုံးပဲပပယ်လေးကိုကိုက်စားလိုက်ပေါက်နေထပါရဲ့အရသာလေးအရန်သဘောကြရတာ။အာအဲ့တော့အဲ့ဒီသုံးခုတော့သင်အကြိုက်ဆုံးပေါ့နော်။ဒီတစ်ခါသေးလက်သေးလေးပေါက်တယ်။အများနဲ့ပေါက်ဖြစ်တာတော့ signature ပါ။ signature ကတော့တောက်ကောင်းနေထဲမှာတော့ပါပါတယ်။ပြီးလို့ရှိရင်သူက loyal customer တွေကိုကြာရင်တော့သူကပ်ပေးရဲ့ဘယ်လိုလဲဆိုလို့ရှိရင်ကိုးခွက်ပြင်းတစ်ခွက် free ဆိုရဲကပ်လေးပေးပါတယ် ရင်နလင်းအကြိုက်ဆုံးနေရာကတော့ Maya Sophie ဆွဲရတဲ့နေရာလေးဖြစ်ပါတယ်ကော Maya Sophie ကြိုက်တယ်ပြီးတော့တခုလုံးဟိုမြင်ရတဲ့အတွက်နဲ့အိမ်ဆိုင်ရောရှာနေအမြဲတမ်းနေတိုင်းနေတိုင်းကိုယ့်ရဲ့အာဟို အော့ဖ်လစ်တွေကိုရိုက်ချင်တယ်ဆိုလို့ရှိရင်အိမ်မန်ရှင်မှာမာယာဆက်ပြီးတဆွဲနေရမျိုးတော့လင်းမြဲနဲ့လုပ်သေးလို့ခါရှိရဲ့အပြုလုပ်လေးပါပဲဒီလိုရှိရင်ဒီ coffee club မှာက activity day တွေရှိလို့ရှိရင်တော့သူက photo book တွေလုပ်ပေးထားတယ် woman day တို့ဒီလိုရှိရင် happy birthday day တို့တချမ်းလို့လို့ပုံစံမျိုးတွေမှာဆိုလို့ရှိရင်ဒါတော့ photo book တွေလုပ်ပေးထားမျိုးရှိပါတယ် ဆိုင်လေးကိုလာရင်လည်းဒါ insurance တွေအကြောင်းကိုစိတ်ဝင်စားရင်လည်း KBZ MS Coffee Club မှာဒါဝန်ထမ်းတွေရှိရဝန်ထမ်းတွေကိုမေးလို့လည်းရတယ်။ဘာလို့ဆိုဒီခေတ်မှာကတန်ဖိုးကြီးရဲ့ကားတွေအိမ်ကြီးဆိုတာက insurance ရှိဖို့လည်းလိုတယ်လीနော်။อ่า KBZ MS ကသူကယုံဖွင့်ရက်တွေပဲဖွင့်တယ်ပေါ့เนาะဖွင့်လို့ရှိရင်လည်းမနက်9:00နာရီကနေပြီးတော့ညနေအာ၄နာရီခွဲလောက်ထိရောဖွင့်ပါတယ်။ဒီဆိုင်ရဲ့ location ကတော့ Canada Land အာ Stan Square Bay ရဲ့အောက်ဆုံးထက် ค KBS Amaz Coffee Club ใช่ไปใช่ทีมาละพี่อีซีเวลเลสแล้ว ပြီးလို့ရှိရင် insurance အကြောင်းလေးလေ့လာရင်လည်းကိုယ်အတွက် knowledge တွေလည်းရ relax တွေလည်းရမနေရလိမ့်မို့လို့လင်းကတော့ဒါဘုဖိတ်ခေါ်လိုက်ပါတယ်။အဲတော့လင်းရဲ့ channel လေးကိုဒီနေ့ဒီချိန်ထိအားပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရယ်။အာဒါချမ်းမြေ့နေလေးပိုက်ဆံနေပါစေလို့လင်းကဆုမကောက်တောင်းပေးလိုက်ပါတယ်။နောက်ထပ် season 3နဲ့လာမမလင်းရဲ့ channel လေးကိုစောင့်မျှော်ပြီးအပိပောင်းလည်းဖိတ်ခေါ်လိုက်ပါတယ်။အဲတော့ see you in next video ပါ